အားလုံးပဲမင်္ဂလာပါရှင်။တနင်္ဂနွေသာသမီများအတွေ့စနေလပိုင်း၁၀ရက်နေ့ကနေပြီးတော့၁၉ရက်နေ့ထိဆဲသာကာလာရဲ့ကံကြမ္မာဆောင်ရွက်ရှောင်ရွက်များနဲ့အတူရေရီယာအဆောင်များကိုဟောပြီးမှဖြစ်ပါတယ်။တနင်္ဂနွေသာသမီများအတွေ့တဲ့ဒီလိုကာလဟာလုပ်ငန်းမိုင်းဆိုင်ရာ true ကြကြသေးသေးတာလေးကိုပြောင်းလဲမှုတစ်ခု ကြုံတွေ့ရမယ့်အချိန်ကာလမျိုးမှာရှိတယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးတော့နေရာပြောင်းဌာနပြောင်းတွေကြုံတွေ့ရလိမ့်မယ်ပေါ့နော်။နောက်တစ်ခုကကျတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတိုးတက်အောင်မြင်မယ့်အချိန်ကာလမျိုးမှာရှိပါတယ်။နေရာအပြောင်းလဲ၊ယာရုအပြောင်းလဲလေးရှိတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေသူများအတွက်ကကျတော့ဒီလိုကာလမှာရှင်ပြိုင်လုပ်ကင်မဲ့သူတို့ပေါ်လာတတ်တယ်။အဲ့တော့ဒါမှတစ်ခုရှိရမိမိကအင်းနဲ့အားနဲ့လို့အပြိုင်ဆိုင်ဈာမှာ တောက်ပမယ်အောင်မြင်မဲ့အချိန်ကာမျိုးမှာရှိပါတယ်။ငွေကြေးကံအားနဲ့ပတ်သက်ပြီးတော့ဒီလိုကာလဟာငွေကံအားနေတယ်ဝေမယ်လို့မိမိစိတ်မှာတစ်ထက်ကထင်ထားတဲ့အကြောင်းအရာတွေဆိုရင်တော့နောက်ဆုတ်သွားတဲ့အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလိုကာလမှာကုန်ကြမှုကများတယ်။မိမိတွေမကဒီပြောမစို့မိသားစုအတိုင်းအဝိုင်းအတွက်ပါ ကုန်ကြနေရတဲ့အချိန်ကာလမျိုးမှာရှိရပါတော့။အဲ့တော့ကိုကပဲဒိုင်ငံဖြစ်ရှင်းနေရတဲ့တကယ်တော့ခန်းစားဖြစ်နေရတဲ့အချိန်ကာလမျိုးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ငွေကအားနည်းတယ်အလုံးနဲ့ပတ်သက်ပြီးတော့ရရဲ့ဝင်းနဲ့တတပပနဲ့လှုပ်ပါအောင်မြင်မယ်အဆင်ပြေမယ်အဲ့တော့ဒီလိုကာလမှာအခုရှိတာကထိုင်းမိုင်းမီလှုပ်ကြိုင်မယ်ဆိုမအောင်မြင်အဆင်မပြေဘူးတက်တက်ကြွကြွနဲ့လုံလဝရီကစိုက်ထုတ်လှုပ်ရင်လှုပ်တလောက်ကိုအကျိုးမြတ်ရရှိတဲ့အချိန်ကာလမျိုးမှာရှိရပေါ့နော်အဲ့တော့အိမ်တော်ကြီး အိမ်နောင်ရင်းနဲ့ပတ်သက်ပြီးအဓိကကတော့ဟိုချစ်ချင်းမြတ်တာအရှုပ်ထွေးလေးကြုံရတဲ့အချိန်ခါမျိုးမှာရှိတယ်အဲ့တော့တုံးနဲ့တူကနားလည်းမလွဲနေတတ်တယ်အတာဘက်ကိုဦးတည်ရဲ့အိမ်နောင်ရေးမျိုးတွေဖြစ်နေတတ်တယ်အိမ်နောင်ရင်းနဲ့ပတ်သက်ပြီးတော့နော်အဲ့တော့အစင်မပြေမှုကြုံရတတ်တယ်အိမ်နောင်အိမ်နောင်ရှင်များအတွက်ကကြတော့ဒီလိုကာလမှာစကားညားစရာလေးတွေဖြစ်လိုက်တာတသေးလေးရဲ့ပြင်ကြီးထွားသွားတာ နားလည်မှုတဲ့ဦးနဲ့တူမရရှိတာမျိုးတွေခံစားတဲ့အချိန်ကာမျိုးမှာရှိရင်အဓိကကတော့ဒီလိုကာလမှာမိမိကိုယ်တိုင်စိတ်လက်နက်မှာလုက္ကန်မိတတ်တယ်ဒေါသဟိုစိတ်တအားကြီးနေတတ်တယ်အဲ့လိုမျိုးအဓိကကတော့ဒီတခုခုကိုစိတ်အေးအေးနဲ့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်အောင်မြင်တယ်ကိုကိုတိုင်ကလည်းဒီလိုကာလတွေမှာဘယ်လိုလဲဆိုတော့စိတ်အယမ်းမြန်တယ်စိတ်အယမ်းမြန်တယ်အဲစိတ်တူ ဒေါသဖြစ်လွင်နေတက်တယ်ပေါ့နော်အဲ့အချက်ကရှောင်ရှောင်မယ်ဆိုရင်တော့ဒီအိမ်ဆောင်ရေးပိုင်းဆိုင်ရာမှာအမားရနေတက်တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ကိုကိုတိုင်ကဒေါသကြီးနေတယ်ပြီးတော့နောက်တစ်ခါကျတော့ကံအားဖြင့်လည်းပြောမယ်ဆိုလို့ရှိရင်အပြောင်းလဲလေးတွေကံရှိတယ်ပေါ့နော်အဲ့လိုမျိုးမှရှိတယ်ကျမရင်းနဲ့ပတ်သက်ပြီးတဲ့အဓိကစိတ်ထောင်းနေတဲ့အတွက်ကြောင့်မလို့ကိုကိုကိုကဂယုမဆိုင်မိတဲ့ကဲ့သို့ဖြစ်နေတတ်တယ်ကျမကြီးကအဓိကကတော့ဖြစ်တာနှလုံးနဲ့ပတ်သက်ပြီးတော့တတိထားပြီးပေါ့နော် ပြီးတော့နောက်တစ်ခါ အားရမဟုတ်ဘဲနဲ့အเจ้าကတတိလေးရစာဝမ်းနေနေတတယ်ဝမ်းနေသွားတတယ်ပေါ့နော်အဲ့လိုနှလုံးနဲ့ပတ်သက်တဲ့အဲဟိုတက်ကန်အားနေတကယ်တော့ခံစားတတဲ့အချိန်ကမျိုးမှာရှိတယ်ပေါ့နောက်တစ်ခုကဒီလိုကာလမှာအဓိကကတော့စိတ်အေးပြီးစိတ်ငြိမ်းချမ်းရင်အဆင်ပြေတယ်ပေါ့နော်အဲ့တော့အဓိဋ္ဌာန်တွေလောက်ကင်မှာဆိုပို့ပြီးကောင်းတယ်အဲ့မိမိရဲ့သဘောထားကလည်းဒီလိုကာလမှာဖျားတရား ဒီဒိဋ္ဌံပြူတာတွေကအားနည်းနေတဲ့အားနည်းနေတဲ့ဆိုတော့ဒီလိုကလာမှာအဓိကတော့ကိုယ့်ကိုတောင်းဝါစီမဲ့ကံတရားရဖြစ်ပေါ်စေတာကဒီလိုကလာမှာအဓိဋ္ဌံနေဝင်တာပရိစိတ်တာဂုံတော်တွေပွားတာအဲ့ဒါမျိုးလေးပြုလုပ်ပေးပါအဲ့ဒါမိမိရဲ့ကံရဲ့ကောင်းမွန်တဲ့အဆောင်ရှောက်တွေရရှိစေမှာဖြစ်တယ်ပေါ့နော်မိမိရဲ့ချုပ်ကင်ထားတဲ့ဆုပ်ကင်ထားတဲ့အရာတစ်ခုရဲ့ဒီပြောမစလို့ရှိရင်အဲဆုံးလို့ရတကယ်တော့ ခံစားတတ်တယ်အဓိကအိမ်တော်ကြီးအားနေတယ်ပေါ့နော်အဲ့လိုမျိုးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဘေးရဆိုင်ရမယ့်အချိန်ကမျိုးမှရှိပါတယ်မိမိကိုပြိုင်ဆိုင်မဲ့သူတွေပေါ်လာတတ်တယ်ပေါ့နော်အဲ့တော့လက်ရှိရှင်တွေတခုကနေအိမ်တော်ကြီးရောဝေကြီးကံအားရောအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ပုံမကောင်းမွန်တဲ့ကံတရားတွေရရှိအောင်လှုပ်ဆောင်တဲ့ရေတရားကတော့မြတ်စွာဘုရားရှင်ရှိမမုံလုံးကြီးသုံးလုံးလှူဒန်းပြီးတော့စုတောင်းပြီးတော့ဒီ ဝိညာဉ်အပေါင်းတွေကိုမေတ္တာပို့တဲ့ကုသိုလ်ပြုလုပ်ပေးပါနောက်တစ်ခါကျတော့မိမိတို့အတွက်ဒီငွေကြေးဆိုင်ရာပုံများစီရင်အတွက်လုံဆောင်တဲ့ရေတရားကစာကလေးကိုစာကလေးတွေကိုစဘာတွဲလေးတွေချိန်ပြီးတော့လူရဲ့ကုသိုလ်ပေါ့နော်အစာရေးစာလူရဲ့ကုသိုလ်ပြုလုပ်ပေးပါအဆောင်ဖြစ်ကမိမိတနည်းကိုသွားတဲ့အခါကျလို့ရှိရင်လုံဆောင်ဒီဆောင်သွားတဲ့အရာရွှေနဲ့ပတ်သက်တဲ့ မိတိအရာလေးမဆိုရွှေရောင်လေးပါတဲ့အရာတခုအဲ့ဒီဥစ္စာကိုစောင့်သွားတာမိမိရဲ့ကံတရားကိုပုံမူရော့တောက်ပစိန်မှာဖြစ်တယ်ပေါ့နော်ရွှေပြအဝိုင်းလေးတွေပေါ့ဒါမှမဟုတ်ရွှေရောင်အဝိုင်းလေးတွေပေါ့အဲ့ဒီဥစ္စာလေးကိုအဆောင်မြစ်စောင့်သွားပေးပါပေါ့အဲ့တော့ဒီလိုကာလကတော့ပြောမဆိုလို့ရှိရင်ခတ်တယ်ခြင်းနဲ့သွားတက်တက်ကာလမျိုးတွေမှာရှိတယ်ကိုကိုတိုင်းကကိုကိုတိုင်းကလည်းအရာရာမှာပြတ်သားပြီးတော့ထင်ပေါ်နေတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေမှာရောရှိတယ်အဲ့တော့ ကြည့်ရတဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအကျန်းတာယာပျော်ရွှင်ကြပါစေမိမိတို့လက်ရှိကြုံတွေ့နေတဲ့အခက်အခဲတွေပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာရရှိနိုင်ကြပါစေရှင်